မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့မေလ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့အကြံဖက်စစ်တပ်က2021ခုနှစ် February လ1ရက်နေ့မှာစစ်အာဏာသိမ်းပြီးတဲ့နောက်9နှစ်အတွင်း KIA ကစစ်ကောင်စီရဲ့ရဟရင်၄စီးနဲ့တိုက်လေရင်တစ်စီးကိုပြစ်ချနိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကကချင်ပြည်နယ်ဗမော်မြို့နယ်စကခ21အတွင်းကိုစစ်ကူအင်အားလာဖြည့်တဲ့စစ်ကောင်စီရဲ့ ် MI7 ရဟရင်၃စီးတဲက MI7 ရဟရင်၂စီးကို KIA ပူးပေါင်းတပ်များကပြစ်ချနိုင်ခဲ့ပြီးတော့ရဟရင်၃စီးဟာရွှေကူမြို့နယ်မြို့လာမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်မှာရှိတဲ့တောထဲမှာပြတ်ကျသွားခဲ့ရာ KIA တပ်ရင်း၅ကအဲ့ဒီရဟရင်အပြတ်စီးနဲ့အလောင်းများကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ KIA ကရှာဖွေတွေ့ရှိခဲ့တဲ့ရဟရင်ပြတ်အနီးနားကအလောင်းတစ်ခုဟာရုံမပြတ်သေးတဲ့ ရဟယေမှုကက်တိန်ဘိုကြီးမျိုးထက်အောင်ရဲ့အလောင်းဖြစ်ပြီးတော့ဘိုကြီးကြော်မြင်သူဘိုကြီးချမ်းသာအခြားလေးတဲ့အဖွဲ့ဝင်လေးဦးဟာလည်းရဟယေပြတ်ကြမှုအတွင်းမှာတိတ်ဆုံးသွားတယ်လို့သိရပါဗျ။ KIA ဘက်ကတော့စကခ27ကိုလူလာလဲတဲ့ဘူဟာမုံနဲ့အဖွဲ့ပါတဲ့ရဟယေပြတ်ကြမှုမှာတိတ်ဆုံးခဲ့ကြောင်းပြောဆိုထားပါဗျ။ KIA ကပြစ်ချခဲ့တဲ့အခြား MI17 ရဟယေတစည်းကတော့ရွှေကုံမြို့မှာအရေးပေါ်ဆင့်တက်ခဲ့ရပြီးတော့ ဘေးဆောင်လဲကပန်ကာများကျိုးပြတ်သွားတဲ့အထွတ်သုံးလို့မရတော့ဘူးလို့သိရပါဗျ။ရဟယင်ဆင်းသက်ပြီးတဲ့နောက်မီးလောင်ပြီးအရေးပေါ်မီးငြိမ်းတက်ခဲ့ရတယ်လို့တက်တွင်းသတင်းမြစ်တချို့ကအတည်ပြုပြောပြထားပါတယ်။လေလာချက်များအရာ MI-17 ရဟယင်ဒစီးရဲ့တန်ဖိုးဟာ American dollar အနည်းဆုံး16.4တန်းကနေပြီးတော့18.4တန်းအတွင်းတန်ကြေးရှိရာမနေ့က KAI ကပြစ်ချလိုက်တဲ့ MI-17 ရဟယင်နှစ်စီးရဲ့ တန်ဖိုးဟာအ ਨੇ ဆုံးအမေရိကန်ဒေါ်လာတန်30ကျော်ရှိတာကိုတွေ့ရပါတယ်။ KIA ကရခိုင်ကလေးကလည်းစစ်ကောင်စီရဲ့ရဟတ်ရင်နဲ့တိုက်လေရင်များကို ပြစ်ချခဲ့ဘူးရာမနေ့ကပြစ်ချခဲ့တဲ့ရဟတ်ရင်နှစီအပါအဝင်စုစုပေါင်းစစ်အာဏာသိမ်းပြီးတဲ့နောက်9နှစ်အတွင်းရဟတ်ရင်၄စီးနဲ့တိုက်လေရင်ဒစီးတို့ကိုပြစ်ချနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။2021ခုနှစ်မေလ3ရက်နေ့ကကချင်ပြည်နယ်မိုးမောင်မြို့နယ်မြို့တင်တဲ့ကုန်းလာကြားမှာစစ်ကောင်စီရဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ရင်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့တယ်လို့သိရပါတယ်အခုလိုပြစ်ချခံရတဲ့အတွက်ရဟယင်ဟာပြတ်ကျသွားခဲ့ပြီးတော့ရဟယင်မူဘုံမူကျော်စရာထောင်းဘိုးကြီးတန်းထွန်းလည်းအောက်ခွဲတက်ကြကြီးကျော်စွာအောင်တို့တိတ်ဆုံးသွားတယ်လို့သိရပါတယ်2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မနက်7:59မိနစ်အချိန်မှာဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းကိုရိတ်ခါလာဖို့တဲ့စစ်တပ်ထောက်ပို့ MI7 ရဟယင်တစ်စီးကို KIA ကပြစ်ချခဲ့ပြီးတော့စစ်ရဟယင်ပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးဖြစ်တဲ့ ဘုံမှုဇော်မျိုးတန်အသက်42နှစ်ဘိုးကြီးကောင်းဆန်သိန်းအသက်33နှစ်ဘိုးကြီးစိုးပိုင်ကျော်အသက်31နှစ်ဒုရာကံဘိုးဝင်းမျိုးထွန်းအသက်42နှစ်ဦးစီးတက်ချက်ကြီးစိုးလွင်ဦးအသက်36နှစ်ဦးစီးတက်ချက်ကြီးမျိုးမင်းဦးအသက်38နှစ်ဦးစီးတက်ချက်ကြီးဝေရန်ဦးအသက်31နှစ်နဲ့ဦးစီးတက်ချက်ကြီးစွမ်းထအောင်အသက်23နှစ်တို့တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာလည်း ရှမ်းမြောက်ဒေသကိုခံမြို့နယ်နံပါတ်ကာရွာတိုက်ပွဲဒေသထံကိုဘုံလာကျဲတဲ့စစ်ကောင်စီရဲ့ပြုတ်လုံ FTC 2000G တိုက်လေရင်ကိုလည်းကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့တဲ့အတွာတိုက်လေရင်ပြတ်ကျသွားခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရဟတ်ရင်ဒစည်းဟာဗမာမျိုးမှာပြတ်ကျသွားခဲ့ကြောင်းစစ်ကောင်စီကမနေ့ကညပိုင်းမှာဝန်ခံခဲ့တော်လဲ KIA ကပြစ်ချတာကိုစက်ချွရင်းပြီးတော့သူ့ဘာသာသူပြတ်ကြတယ်ဆိုပြီးလိန်လဲပြီးထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာမနေ့ကနေ့လယ်ပိုင်းကဗမော်မြို့မှာနေအမြင့်တီငိအေးချရဲ့အတွက်ဆောင်ရွက်နေတဲ့ရှေ့တန်းစခန်းကိုထောက်ပို့ပစ္စည်းများတွားရောက်ပို့ဆောင်ပြီးတော့ပြန်လည်ထွက်ခွာလာတဲ့အချိန်ဗမော်မြို့ရဲ့အနောက်တောင်ဘက်မီတာ14000ကမ်းအကွာမှာရုတ်တရက်စက်ချွရင်းပြီးတော့ပြတ်ကျသွားကြောင်းရေးသားထားပါတယ်။အမှန်တကယ်ကတော့ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့ရဟတ်ရင်၃စီးကို KIA ပူးပေါင်းအဖွဲ့က မနေ့ကပြစ်ခတ်ခဲ့ရမှာနှစ်စီးထိမှန်ပြတ်ကျသွားခဲ့ပြီးတော့ပြတ်ကျသွားတဲ့ရဟရင်တစည်းကိုရွှေကူမြို့နယ်မြို့လာမြို့နယ်ခွဲစီငန်းရွာအနောက်ဘက်တောထဲမှာတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီရဟရင်ပြတ်တဲ့နေရာကို KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီးတော့ရဟရင်အပြတ်စီးများနဲ့လေရင်မှုကပတိန်မျိုးထက်အောင်ရဲ့ရုပ်အလောင်းကိုပါရှာဖွေတွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။20ရက်နေ့မွန်လွဲတနအီကျော်မှာဗမော်စကားက21ကိုစစ်ကူလာပို့တဲ့စစ်ရဟရင်၃စီးကို KIA ပူးပေါင်းတပ်များကပြစ်ချခဲ့ခြင်းဖြစ်ပြီးတော့ ိုင်ပိုင်နိုင်နိုင်ပြစ်ခတ်လိုက်နိုင်တဲ့ရဟယင်တစည်းကတော့ရွှေကူမြုပ် AOR မြစ်နောက်ဘက်ခြမ်း KI တိုင်ရင်ကနယ်မြေတဲကိုပြတ်ကျသွားခဲ့တယ်လို့သိရပါဗျာ။အဲ့ဒီရဟယင်ပြတ်တဲ့နေရာကို KI တပ်ဖွဲ့များကရောက်ရှိသွားပြီးတော့ရဟယင်ပြတ်တဲ့ရုပ်အလောင်းများကိုမှတ်တမ်းတင်သတင်းထုတ်ပြန်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်ရေးကြီးသတင်းကတော့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာမိုးရွာသွန်းပြီးတော့ငလျင်ကြောင့်ပြိုလက်ဆအဆောက်အုံတစ်လုံးထပ်မံပြိုကျမှုဖြစ်တဲ့အတွက်အနီးပတ်ဝန်းကျင်မှာရှိတဲ့နေအိမ်ကပြည်သူများကို ဘေးလိုရာကိုရွှေပြောင်းပေးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ22ရက်နေ့မနက်2နာရီကျော်အချိန်ကမှမိုးရွာသွန်းမှုဖြစ်ပွားပြီးတော့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်ပဲမုတ်တန်းရ69လမ်း36လမ်းနဲ့38လမ်းပေါ်မှာရှိတဲ့ငလျင်တန်းကြောင့်ပြိုကျနေတဲ့အဆောက်အဦတစ်ခုလုံးထပ်မံပြီးတော့ပြိုကျမှုဖြစ်ခဲ့တဲ့အတွက်အနီးပတ်ဝန်းကျင်မှာရှိတဲ့လူနေအိမ်များအတွင်းမှာနေတဲ့ပြည်သူများနဲ့ပစ္စည်းများကိုကယ်ထုတ်ခဲ့ရတယ်လို့သိရပါဗျ။လူတော့ထိခိုက်မှုမရှိပါဘူး။တဖက်အိမ်ကိုပြိဖို့အတွက် ဓာတ်ကျိုး၃ချောင်းကတင်းပြီးတော့ခံနေလို့အဲ့ဒီလိုမှမဟုတ်ရင်ဒီဘက်အိမ်မော်ကိုအကုန်လုံးအပိပဲအဆောက်အုံတစ်ဖက်ကိုစောင်းသွားတာစောင်းပြီးတော့ဓာတ်ကျိုး၃ချောင်းကခံနေတာလူတွေကိုပဲဖယ်ထုတ်ခဲ့ရတာပါအဲ့ဒီနောက်ပတ်ချာလေးကလူတွေအကုန်လုံးဖယ်ထုတ်ပြီးတော့ပစ္စည်းတွေကိုလိုချင်တာတွေအကုန်ယူထုတ်ပေးပြီးတော့ရှင်းလင်းခဲ့ရတာပါလက်ရှိအချိန်ထိပဲတိုက်ကဓာတ်ကျိုး၃ချောင်းနဲ့တင်းခံနေပြီးတော့စောင်းစောင်းကြီးဖြစ်နေတာလို့မနီဆလာလူမှုကွန်ရီရဲ့အသင်းမန္တလေးကတာဝန်ရှိသူကရှင်းပြထားပါတယ်မေလ18ရက်နေ့ကလည်းမန္တလေးမြို့မဟာအောင်မြင်မြို့နယ်ရွှေကူဖုံးကြီးကျောင်းတိုင် ငလျင်ကယ်ဆယ်ရေးစခန်းမှာငလျင်လှုပ်မှုနဲ့မိုးရွာသွန်းမှုကြောင့်ကုတ်ကိုပင်လဲကျပြီးတော့တားဖနှစ်ဦးတစ်ပင်ပြိပြီးတော့တေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်ဗဟင်းရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် PDF ရဲဘော်၄ဦးနဲ့ပြည်သူ၅ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့ညနေ9:25မိနစ်ခန့်အချိန်မှာဗဟင်းရွာစတင်ကြောင်းအနီးမှာရှိတဲ့ခမဲဆိုင်တဆိုင်ကိုအကြမ်းဖက်စစ်တပ်ရဲ့ဒရုန်း၄တပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေပြီးတော့တိုက်ခိုက်မှုပြစ်လို့သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်မှာ ထမင်းဆိုင်ထဲမှာထမင်းဝင်စားနေတဲ့ PDF ရဲဘော်၄ဦးနဲ့ဆိုင်ရှင်သားမိ၂ဦးပွဲချင်းပြီးတိုက်ဆုံသွားခဲ့တယ်လို့သိရပါတယ်။လေးချောင်းတိုက်ခိုက်မှုအတွင်းမှာကြာဆုံးခဲ့တဲ့ PDF ရဲဘော်၄ဦးဟာရင်းမာပင် KI တိုက်ရင်စနစ်တက်ခွဲ၃ Triple R တက်ခွဲကတက်ခွဲမှုရဲဘော်ဇော်မြန်ရဲဘော် David ရဲဘော်မောနဲ့ရဲဘော်လင်းယုံတို့ဖြစ်တယ်လို့သိရပါတယ်။ဘာတိုက်ပွဲမှာမရှိဘဲနဲ့လေးချောင်းတိုက်ခိုက်သွားတာပါ။ပြည်သူ၂ဦးနဲ့ PDF ရဲဘော်၄ဦးကြာဆုံးတယ်လို့သိရတယ်လို့ We Love မြိုင်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ အလားတူပဲမေလ19ရက်နေ့ည8နာရီခွဲအချိန်ကလည်းမြိုင်မြို့နယ်အရှိမြောက်ပိုင်းမှာရှိတဲ့ဖြာသီးရွာအနီးကိုလည်းအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပြီးတော့ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်းသားရတမျိုးနယ်လုံးမှာလမ်းတွေကိုခင်းပေးမယ်ဘီရဲဆိုင်ကယ်တွေကိုလိုင်စင်ရအောင်လုပ်ပေးမယ်ဆိုပြီးတော့ကြမ်းဖွတ်ပါတီဝင်ကြရန်ရက်ကွက်အုပ်ချုပ်ရေးမှူးများကအစည်းအဝေးခေါ်ဖိအားပေးချင်းချောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ19ရက်နေ့ကလှိုင်းသားရနောက်ပိုင်းမြို့နယ်အမှတ်18ရက်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်ကရက်ကွက်နေပြည်သူများကိုအရေးပေါ်အစည်းအဝေးဆိုပြီးတော့အိမ်တိုင်းကိုတက်ရောက်ရန်ဆင့်ခေါ်ထားတယ်လို့သိရပါတယ်။ဒါကြောင့်ရက်ကွက်အတွင်းကတိုင်အောင်ကိုတအူးရက်ကွက်ရုံးကိုတွားရောက်ခဲ့ရမှာ ုပ်ချုပ်ရေးမှုဦးမောင်ကပြည်သူများအနေနဲ့ကြန့်ခိုင်ရေးပါတီတဲကိုဝင်ရောက်ရမယ်ဆိုပြီးဖိအားပေးလာကြောင်းသိရပါဗျ။ဒါအပြင်နိုင်ငံတော်တည်ငြိမ်ရေးနဲ့ပြည်သူလူထုရဲ့ဘဝကိုအေးချမ်းအောင်လုပ်ပေးနိုင်တဲ့သူတွေဟာကြန့်ခိုင်ရေးပါတီသားဖြစ်ကြောင်းကြန့်ခိုင်ရေးပါတီကိုဝင်ရင်လက်ရှိအမတ်ဆက်ရှိရက်ွက်အတွင်းထဲမှာရှိတဲ့သခင်ဖိုးလာကြီးနှစ်လန်းအပါဝင်လမ်းများကိုကွန်ကရစ်လမ်းကြီးများအဖြစ်နဲ့ခင်းပေးမှာဖြစ်တယ်လို့မျိုးဆွယ်ပြောဆိုထားပါတယ်။ပါတီအာဏာရလာပါကလည်းတရက်ွက်လုံးကိုစီပင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဂျင်းထက်ပြီးတော့ပြောဆိုလိုက်ပါတယ်ကြောက်ဖို့ပါတီမဝင်ပါကစစ်မှုထမ်းရန်ဖမ်းဆီးခံရခြင်းအစည်းစစ်ဆေးခံရခြင်းများအပါအဝင်ဒုက္ခများစွာကြုံတွေ့ရလိမ့်မယ်လို့အုပ်ချုပ်ရေးမှူးဦးမောင်ကချင်းချောက်ပြောဆိုနေပါတယ်လိုင်းသားရအနောက်ပိုင်းမြို့နယ်ရွှေအေးဖျားလက်မှတ်တိုင်အနီးဆက်ရှိရက်ကွက်တခင်ဖိုးလာကြီးနှက်လန်းကအရင် NLD အစိုးရလက်ထက်ကလေးကလမ်းခင်းဖို့စာကကြာပြီးသားပါအခုအာနာသိမ့်ပြီးတော့၄နှစ်ပြည့်ပြီးမှသူတို့ကလမ်းခင်းပေးမယ်ကြန့်ခိုင်ရေးပါတီကိုတရက်ကွက်လုံးဝင်ရမယ်ဆိုပြီးတော့ရက်ကွက်ရုံးမှာအစည်းအဝေးခေါ်ပြီးခေါ်ပြောတယ် တခါတည်းဖောင်တွေပါတွေကိုလည်းထုတ်ပေးလိုက်တယ်ပြည်သူတွေကိုဂျင်းထဲနေတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ဒါအပြင်လှိုင်းတရားမြို့နယ်အတွင်းမှာရှိတဲ့ Cycle Carry ဘေးရဲမောင်းနေတဲ့သူများအလုံးကိုလည်းမြို့နယ်ထွေးအုံနဲ့ရက်ွက်အုပ်ချုပ်ရဲမှုများကကြက်ဖို့ပါတီဝင်ရောက်ရင်ညီသူကမှမဖမ်းဆီးရအာမခံကြောင်းပြောဆိုလိုက်ပါတယ်။လိုင်းစင်မရှိရင်လည်းကြက်ဖို့ပါတီဝင်ကပ်ပြားကိုပြပြီးတော့မောင်းနေနိုင်တယ်လို့ပြောဆိုလိုက်ပါတယ်။ကြက်ဖို့ပါတီအာဏာရရှိလာပါကဘေးရဲများအလုံးကိုလိုင်းစင်များချက်ချင်းထုတ်ပေးမယ်လို့စီယုံလာတယ်လို့သိရပါတယ်။ ်ဘေးရဲဆိုင်ကဂိမ်းမှုတွေကိုထွေးအုပ်တွေကအစည်းအဝေးခေါ်တယ်အရေးတကြီးအစည်းအဝေးဆိုလို့သွားရတာဘာများလဲပေါ့အစည်းအဝေးရောက်တော့မှစက်ဖို့ပါတီတဲ့ဝင်ကြဖို့မဲဆွယ်စည်းရုံးတာဖြစ်နေတယ်ကြောက်ဖို့ထဲကိုဝင်းရင်ဘေးရဲတွေကိုမဖမ်းအောင်သူတို့လုပ်ပေးနိုင်တယ်မဲရွေးပွဲပြီးသွားလို့ရှိရင်လေသူတို့ပါတီအာဏာရလာရင်ဘေးရဲသမားတွေရဲ့ဘဝလုံခြုံရေးအတွက်ပါသူတို့ကတာဝန်ယူပါတယ်ဘာညာပြောသေးတာပေါ့မသိရင်ဘေးရဲမောင်းရင်လည်းလန်ခရူဇာတက်စီရတော့မယ်အထာပေါ့ပါတီတွေဝင်မယ်ဆိုရင်ဖောင်ဖြစ်ရမယ်ဓာတ်ပုံ၅ပုံပေးရမယ် ်ကြံ့ဖို့အဖွဲ့ဝင်စမတ်ကထုတ်ပေးမယ်လို့အဲ့ဒီဘေးရဲမောင်းနေသူတို့ကပြန်လည်ပြောပြထားပါရယ်အလားတူပဲရွှေပြည်သားဒဂုံမြို့တဲ့မြို့နယ်များမှာလည်းအခုလိုပဲပြည်သူများအနေနဲ့ကြံ့ဖို့ပါတီဝင်ထားပါကစစ်တပ်ရဲနဲ့ညီတိအဖွဲ့စည်းကားမှအနိုင်မကျင့်တော့ဘူးလို့ပြောဆိုလိုက်ပါရယ်ကြံ့ဖို့ပါတီဝင်မယ်ဆိုရင်စစ်မှုထမ်းအဖြစ်ကလည်းပေါ်တာဆွဲခံရမှုကင်းဝင်မယ်ဆိုပြီးတော့စီယုံဖိအားပေးချိန်ချောက်မှုများကိုလှုပ်ဆောင်လာတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မှာမြစ်ဆုံရေအားလျက်ဆက်စီမံကိန်းကိုမရဆိုင်ပဲနဲ့အကောင့်ထဲပေါ်ပြစ်ခဲ့မယ်ဆိုရင်မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ဓာတ်အားလိုအပ်ချက်ဟာပြည့်မီယုံသားမကပဲနဲ့ကြော်လွန်တဲ့အနေအထားကိုတောင်ရောက်သွားနိုင်တယ်လို့အချက်ဖတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းက လွတ်လွတ်စွာပောက်လွတ်ပဲစားပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့ကနေပြည်တော်မှာဒုတိယနေ့အဖြစ်နဲ့ဆက်လက်ပြုလုပ်တဲ့စစ်ကောင်စီအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာအခုလိုမျိုးပြောဆိုလိုက်တာဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာလက်ဆက်ဓာအားလိုအပ်ချက်ပြည့်မီမှုမရှိသေးတဲ့အကြောင်းဓာအားမရှိပါကဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုထိုက်တဲ့လို့ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်းဓာအားဖူလုံစေဖို့အတွက်အရင်ကာလတွေကလည်း တက်စစ်ဓာအားပေးစီမံကိန်းတွေကိုအကောင့်ထဲပေါ်ခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့်အကောင့်ထဲမပေါ်နိုင်ခဲ့လို့တက်စစ်ဓာအားမဖူလုံရတာဖြစ်ကြောင်းအကြပ်ဘတ်စစ်ခေါင်းဆောင်ကလက်လွတ်စပယ်ပေါက်လွတ်ပဲစားပြောဆိုသွားခဲ့ပါတယ်။ထင်ရှားတဲ့ဥပမာအနေနဲ့မြစ်ဆုံရေအားလျက်စစ်စီမံကိန်းကိုမရက်ဆိုင်ခဲ့ပါကမဂါဝတ်6000ရရှိမှဖြစ်ပြီးတော့လက်ရှိဓာအားပေးစက်ရုံတွေနဲ့ မြစ်ဆုံစီမံကိန်းပေါင်းစပ်လိုက်မယ်ဆိုရင်ဓာအားလိုအပ်ချက်ပြည့်မီယုံသားမကဘဲနဲ့ကြော်တောင်ကြော်သွားနိုင်တယ်လို့ပြောဆိုလာပါတယ်။လုံခြုံရေးအခြေအနေနဲ့လုပ်ငန်းဆောင်ရွက်လို့မရနိုင်တဲ့အခြေအနေတွေကြောင့်စီမံကိန်းတွေရပ်တန့်ထားရလို့လုံဆောင်လို့ရတဲ့နေရာတွေမှာဖော်ထုတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။ အနိုင်တမန်များပြုလုပ်ပြီးတော့ရေအားလျက်ဆက်ထုတ်လုပ်တာနဲ့နေအောင်ကြီးဆွမ်းအင်သုံးဆိုလာဓာတ်အားထုတ်ယူခြင်းတွေကိုလည်းဆောင်ရွက်တဲ့အကြောင်းစစ်ကောင်းဆောင်ကဘာမှလည်းနားမလည်ပဲနဲ့ရှောက်ရန်တံပြောဆိုသွားတာကိုတွေ့ရပါတယ်စစ်ကောင်းစီလက်အောက်ခံလျက်ဆက်ဝန်ကြီးဌာနကတော့လျက်ဆက်ဓာတ်အားထုတ်လုပ်မှုရော့ကြရတာဟာ ဓာတ်အားလိုင်းတွေဖျက်ဆီးခံရမှုနဲ့တဘာဝဘေးဒဏ်ကြောင့်လို့လွှဲချပြောဆိုလိုက်ပြီးတော့လက်ရှိမှာဓာတ်အားလိုအပ်ချက်ရဲ့ထောက်ဝက်ကျော်လောက်ကိုသာဖြန့်ဖြူးနိုင်တော့တယ်လို့ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံရဲ့ဓာတ်အားလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ဖို့အတွက်နိုင်ငံခြားကနေဒဏ်ငွေအရေး LNG ကိုဝယ်ယူရမယ်လို့ထောက်ပြမှုတွေရှိနေပေမဲ့ဒဏ်ငွေရေးဈေးနှုန်းတွေဟာမြင့်တက်နေလို့ဝယ်ယူဖို့အခက်အခဲကြုံနေရတယ်လို့လျှက်စစ်နဲ့စွမ်းအင်ဝင်ကြီးဌာနကထုတ်ဖော်ပြောဆိုထားပါတယ်။ မြစ်ဆောင်စီမံကိန်းဟာကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်23မိုင်ခန့်အကွာမေခနဲ့မလိခမြစ်တို့ပေါင်းစုံရာမြစ်ဆောင်နေရာနဲ့မြစ်လက်တက်ဒီပေါ်မှာလျှက်စစ်ဓာတ်အားမဂဝက်2000နီးပါးထုတ်လုပ်နိုင်မဲ့စီမံကိန်းကြီးတစ်ခုဖြစ်ပြီးတော့2006ခုနှစ်ကတည်းကစောက်လုပ်ဖို့စတင်အကောင့်ထဲပေါနေခဲ့တာဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ